တင်အိတ်နေရင်တင်းအတွက်ငွေရှာပေးနေတဲ့တယောက်ရှိရယ်ဆိုတာကိုတင်သိပါသလားဒီတယောက်ကလူမဟုတ်ပါဘူးဒီဟာကျွန်တော်တို့သိနေပြီသားဖြစ်တဲ့ artificial intelligence AI ပဲဖြစ်ပါတယ်ဒီနေ့ခေတ် crypto trade ထဲမှာ AI ကလုံးဝအပြောင်းလဲမှုကြီးရေးပေးနေပါပြီ အခုဗီဒီယိုကြည့်နေတဲ့သူတွေလည်းဒီနေ့ဒီဗီဒီယိုကြည့်သွားပြီးတဲ့အချိန်မှာ AI က crypto trading အတွက်ဘာတွေလုပ်ပေးနိုင်လဲဘလို့အကျိုးကျေးဇူးဘလို့အန္တရာယ်တွေရှိနိုင်လဲဆိုတာကိုနားလည်တော့ပါလိမ့်မယ် Hello guys ဆလာနိုရဲ့ဆိုင်းပါပထမဦးဆုံးတင်သိရမယ့်အချက်က trading automation ဆိုတာဘာလဲဆိုတဲ့အရာပါပဲအရင်တုန်းက trader တွေက manual buy sell လုပ်ရပါတယ် chart တွေကြည့် signal တွေဝင်ရသတင်းထွက်တာနဲ့ buy sell ကိုအလင်းမြန်ဆုံးဖြတ်ရပါတယ်ဒါပေမဲ့လူသားတစ်ယောက်ရဲ့စိတ်ခံစားမှုအရေးပြတ်တာတွေအားနည်းချက်တွေကြောင့်ဒီလို buy sell မှာဆုံးဖြတ်ချက်တွေမှားနိုင်ပါတယ် ဒီလိုအခက်ခဲတွေကို ဖြေရှင်းဖို့အတွက် trading board တွေပေါ်လာခဲ့ပါတယ်။ board တွေကအလိုလျောက်ပါဝင်တဲ့စည်းကမ်းချက်တချို့နဲ့ဘိုင်းဆဲလုပ်ပေးပါတယ်။ဒါပေမဲ့ board တော်တော်များများက တိကျမှုနည်းတယ်။အချိန်မြွေ handle မလုပ်နိုင်တဲ့အတွက် board တွေပြတ်သွားတာတွေရှိပါတယ်။အဲ့ဒီအချိန်မှာ AI နည်းပညာဝင်လာပြီးတော့ board တွေကိုပို့ပြီးတော့တိုးတက်အောင်လုပ်ပေးလာပါတယ်။ AI နဲ့ crypto trading ရဲ့ပေါင်းစပ်မှု AI က crypto trading မှာဘလို့အသုံးဝင်လဲ။ AI ကတနေ့ထဲမှာထောင်ချီတဲ့ chart တွေ indicator တွေ order book trading value တွေကို စက္ကန့်ပိုင်းအတွင်းတွက်ချက်ပေးနိုင်ပါတယ် trader reddit telegram သတင်းတွေ website တွေရဲ့စိတ်ခံစားမှုတွေကို AI ကလေ့လာပြီးတော့ဈေးတက်မလားကျမလားကိုခန့်မှန်းပေးပါတယ် machine learning model တွေကို သုံးပြီးတော့အနာဂတ်ဈေးနှုန်း trend ကိုလည်းခန့်မှန်းနိုင်ပါတယ် AI က stock loss take profit level တွေကိုအလိုတရောချမှတ်ထားပြီးတော့တကယ်လို့ကိုကရှုံးများနေရင်အလိုတရော position ပိတ်ပေးတာတွေရှိပါတယ်။ AI ကလူသားတွေမလုံနိုင်တဲ့အမြန်နှုန်းနဲ့တိကျမှုကို crypto trading နဲ့မှထည့်ပေးနေတာပါ။အဲ့တော့ AI နဲ့ဤပညာမျိုးစားတွေကြည့်လိုက်ရအောင်။ AI ဆိုတာတမျိုးတည်းမဟုတ်ပါဘူး။ crypto trading မှာသုံးနေတဲ့ AI တွေအများကြီးရှိပါတယ်။ဒီထက်ရမှာ machine learning AI ဈေးကွက် data တွေကို လေ့လာပြီးတော့ အနာဂတ်မှာဖြစ်မဲ့ trend ကိုခန့်မှန်းပေးပါတယ်။ဥပမာ BTC နဲ့ ETH ရဲ့မကြာခဏတူညီနေတဲ့ပတ်တန်တွေကို machine learning AI ကတွေ့နိုင်ပါတယ်။နောက်တစ်ခု natural language processing AI ဒီ AI ကသတင်းစာတွေ social media post တွေဖတ်ပြီးတော့ analysis လုပ်တယ်။ဥပမာ Bitcoin ရဈေးကျတော့မယ်ဆိုတဲ့သတင်းတွေထွက်လာလို့ရှိရင် AI ကဒါဈေးကျတော့မယ့် signal ဆိုပြီးတော့ကျွန်တော်တို့ကိုပြန်ပြီးတော့ပေးပါတယ်။ ောက်တစ်ခုက algorithm trading system AI ဒီ AI ကစီမံစည်းကမ်းနေတဲ့ algorithm တို့နဲ့ပေါင်းစပ်ပြီးတော့လူရဲ့စိတ်ခံစားချက်မပါဘဲနဲ့ trade လုပ်ပေးပါတယ် AI trading ရဲ့အဓိကအားသာချက်ကတော့24နာရီ non stop trading လုပ်နိုင်တာလူသားတွေလိုအိစရာမလိုဘဲနဲ့ crypto market လို9ရက်တစ်ပတ်လုံးလုပ်လုပ်နိုင်ပါတယ်ပြီးတော့ fiat and greed မပါဘဲနဲ့တိကျတဲ့စီမံစည်းကမ်းနေတဲ့ဒါ trade လုပ်ပေးပါတယ် ဒီ AI တွေကမိနစ်မဟုတ်ဘဲနဲ့ micro second အတွင်းမှာတင်ဘိုင်းဆဲ error တွေလုတ်ပေးနိုင်ပါတယ်။လူသားတွေထက်တန်းချီတဲ့ data တွေကို second ပိုင်းတွင်စစ်ထုတ်နိုင်ပါတယ်။ဒီတော့ AI trading မှာအားသာချက်တွေကြီးဝဲလာဆိုမဟုတ်ပါဘူး။အားနည်းချက်တွေလည်းရှိပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ AI model တစ်ခုကအရင်က data တွေအပေါ်မှာပဲအလုံးမိခိုနေလို့ရှိရင်လာမယ့်အနာဂတ်ကိုတိတိကျကျခန့်မှန်းဖို့ခက်လာပါလိမ့်မယ်။ဒါကြောင့် data အသစ်တွေကိုထည့်ပေးဖို့လိုပါတယ်။နောက်တစ်ခုက Pro AI ဘော့တွေကို သုံးမယ်ဆိုရင် subscription fee တွေ server တွေ data fee တွေကအကုန်ကျစိတ်များပါတယ်။နောက်တစ်ခုက server down တာတွေ internet ပြဿနာတွေ API error တွေကြောင့်လုံးဝရှုံးပေါ်သွားရလဲဖြစ်နိုင်ပါတယ်။ဒီ AI တွေကိုလှည့်စားနိုင်တဲ့သူတွေရှိပါတယ်။ဘသူတွေလဲဆိုတော့ကျွန်တော်တို့ရဲ့ way တွေပါ။ way တွေက AI ဘော့တွေကို manipulate လုပ်နိုင်ပါတယ်။ပြီးတော့နိုင်ငံတချို့မှာ AI training ကိုမတတ်မတ်ရသေးတာကြောင့် တကယ်လို့တရားရင်ဆိုင်ရမယ်ဘာတွေဖြစ်တယ်ဆိုရင်အခက်အခဲတွေဖြစ်နိုင်ပါတယ် AI နဲ့ trade အနာဂတ် AI trading ရဲ့အနာဂတ်ကိုကြည့်မယ်ဆိုရင် trader တယောက်အနေနဲ့သင်ကိုယ်တိုင် manual trading လုပ်ဆရာမလိုတော့ဘဲနဲ့ AI assistant နဲ့အတူတူအမြန်ဆုံးရောင်းမလားဝယ်မလားကိုဆုံးဖြတ်နိုင်ပါလိမ့်မယ် broker တွေအိတ်ချင်းတွေကလည်းဒီ AI နဲ့ပတ်သက်တဲ့ trading tool တွေကိုပုံမထုတ်ပေးလာနိုင်ပါတယ်။ဤပညာတိုးတက်လာတဲ့အမြ AI bot တွေကလည်းပို့ပြီးတော့ smart ဖြစ်သွားမယ်။ အနာဂတ်မှာတင့်ရဲ့ portfolio AI ကကြည့်ပေးထားပြီးတော့တင်လက်နဲ့ထိစရာမလိုပဲအလိုလျောက်အမျက်တွေစုပေးနိုင်မယ်။ဒါကတော့ဖြစ်နိုင်မယ့်အနာဂတ်ကိုပြောတာဖြစ်ပါတယ်။ Okay ဒီတော့ AI ရဲ့အခန်းကဏ္ဍကိုတင်သိသွားပြီလို့ထင်ပါတယ်။ Stock market, foreign market, crypto market တွေအကုန်ပေါ်ခဲ့တယ်လို့ AI trading ကလည်းအနာဂတ်တစ်ခုလို့ဖြစ်ပြီးဒီ market ကြီးရဲ့အလှည့်ပြောင်းလဲဖြစ်သွားနိုင်ပါတယ်။ ဒီတော့အချံပေးချင်တာတခုကသင်က AI ဘော့ကိုခုမှစသုံးမယ်ဆိုရင်အရင်ဆုံးဒီမိုအကောင့်နဲ့စမ်းပါ AI ကိုလုံးဝအပြည့်အဝအားမထားဘဲနဲ့သင်ကိုယ်တိုင်လည်းနားလည်မှုရှိဖို့လိုပါတယ် AI ကအခုအနေနဲ့အထောက်အကူပေးနိုင်ပေမဲ့သုံးဖြတ်ချက်တွေလုပ်တဲ့အခါမှာသင်ကိုယ်တိုင်လုပ်ဖို့လိုအပ်နေပါတယ်နောက်ဆုံးအနေနဲ့ AI ကသင်ကိုကူညီပေးပေမဲ့ risk control တွေကိုသင်ကိုယ်တိုင်ထိန်းသိမ်းဖို့လိုပါတယ်ဒီနေ့ဒီဗီဒီယိုနဲ့အတူ AI trading automation ရဲ့လိုအပ်ချက်နဲ့အကျိုးကျေးဇူးတွေကို ခုဗီဒီယိုကြည့်နေသူတွေနားလည်သွားပြီလို့ထင်ပါတယ်။တကယ်လို့တင်းက trading ကိုစိတ်ဝင်စားတယ်။ exchange account မဖွင့်ရသေးဘူးဆိုရင် Salano ရဲ့20% discount link နဲ့ big account ဖွင့်လို့ရပါတယ်။ Binance account ဖွင့်ခြင်းလဲ Salano မှာ20% discount link ရှိပါတယ်။ပြီးတော့ big account ဖွင့်လိုက်ရုံနဲ့ crypto wallet တစ်ခုရမယ့် campaign ရှိပါတယ်။ဒီ campaign ကိုပြည့်စုံသိကြရင်တော့အောက်က description မှာ link ချပေးထားပါတယ်။သွားဖက်လို့ရပါတယ်။ See you in the next video guys.